ထရမ့်ရဲ့ကုန်သရေးစစ်ပွဲကအမေရိကန်ကိုပဲထိခိုက်နေနိုင်စေခဲ့သလားဟုတ်ပါတယ်အခုဆိုရင်တော့ဒေါ်နယ်ထရမ့်ချမှတ်ထားတဲ့အခွန်အောက်တွေရဲ့တက်ရောက်မှုတွေစတင်ခံစားနေရပါပြီတမလာထရမ့်ကအခွန်အောက်တွေကအမေရိကန်စီးပွားရေးကိုအရင်ခေတ်တွေစီပြန်ရောက်စေဖို့ရည်ရွယ်တယ်လို့ပြောခဲ့ပြီးသူတမလာပတ်တန်ဆက်ဆာခြင်းမှာပဲဒါတွေကိုစလုပ်ခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာကနေဒါမက္ကဆီကိုနဲ့တရုတ်တို့ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေအပြင် အကိုခွန်အောက်တွေကအမေရိကန်စားသုံးသူတွေကိုထိခိုက်စေမယ်ဆိုတဲ့အချက်ကစတော့ဈေးကွက်မှာဘုံပေါက်ကွဲသလိုတက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။2022ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးအခြေအနေကနေပြန်ကောင်းလာတဲ့ NASDAQ ကယာကိုင်းတော့တစ်ဝက်လောက်တော့ပြန်တက်လာခဲ့တယ်။ဒါပေမဲ့စတော့ဈေးကွက်နဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုတွေကတော့ကျော်ပါသွားလာမျိုးမရှိပါဘူး။ trillion ဒါကတော့မနေ့ကကုန်သွယ်မှုမှာ American stock တွေဆုံးရှုံးသွားခဲ့တဲ့ပမာဏပါ။ဒါကစက်တင်ဘာလနောက်ပိုင်းအဆိုးရွားဆုံးကျဆင်းမှုပါ။ တမရဒေါ်နယ်ထရန့်ရဲ့လှုပ်ဆောင်ချက်တွေကြောင့် American Stock ဈေးကွက်ကတန်ဖိုးအဖြစ်ဒေါ်လာ၄ထရီလီယံကျော်ဆုံးရှုံးခဲ့ပါတယ်။ဒီနေ့မှာကနေဒါရဲ့အဓိက Stock အညွန်ကိန်းကျဆင်းခဲ့ပြီး American Stock ဈေးကွက်တွေကနှစ်ပေါင်းများစွာအတွင်းအဆိုးရွားဆုံးနေ့ကိုကြုံတွေ့ခဲ့ရပါပြီ။ပြီးခဲ့တဲ့ဘက်ကကျဆင်းနေတဲ့ American Stock ဈေးကွက်ကယခုသတင်းပတ်မှာလည်းကျဆင်းမှုနဲ့ပဲစတင်ခဲ့ပါတယ်။ American Stock ဈေးကွက်မှာဒေါ်လာ၁.၈ထရီလီယံဆုံးရှုံးခဲ့ပြီးမကြာသေးမီနှစ်တွေအတွင်းအကြီးမားဆုံးဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ ဒါဆိုရင် American Stock ဈေးကွက်ကျဆင်းမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကဘာတွေလဲ။တမရထရန့်ပြောသလို American စီးပွားရေးကအနာဂတ်မှာပြန်ကောင်းလာနိုင်ပါမလား။ကမ္ဘာပေါ်မှာရှိတဲ့နောက်ဆုံးပေါ်ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပဋိပက္ခတွေရဲ့အသေးစိတ်အချက်အလက်တွေကိုကျွန်တော်တို့ဆန်းစစ်သွားပါမယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေ။စီးပွားရေးပြက်ကတ်စိုးရိမ်မှုတွေနဲ့အတူကျဆင်းလာတဲ့စတော့ဈေးကွက်။ American စီးပွားရေးဟာစီးပွားရေးကျဆင်းမှုစီးဥတီသွားနိုင်တဲ့ဆိုတော့စိုးရိမ်ပူပန်မှုတွေတိုးလာတဲ့အမြ စတော့ဈေးနှုန်းတွေကျဆင်းခဲ့ပါတယ်။ဒိုးညွန့်ကိန်းဟာ0.900နီးပါးကျဆင်းခဲ့ပြီး S&P 500ဟာ2.8%ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ NASDAQ Composite ဟာ၄ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။အဲ့ဒါကဘာကြောင့်လဲဆိုတော့ဒီပညာကုမ္ပဏီကြီးတွေရဲ့ share တွေကရောင်းချမှုဆက်လက်မြင့်တက်လာတာကြောင့်ပါ။ Tesla ရဲ့ share တွေ15ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ကျန်တဲ့ Magnificent 7 story ဖြစ်တဲ့ Apple, Microsoft, Alphabet, Amazon.com Nvidia နဲ့ Meta platform တွေလည်း200ခိုင်နှုန်းနဲ့900ခိုင်နှုန်းကြားကျဆင်းနေပါတယ်။အဲ့ဒီလိုအရာတွေကိုခံမှန်းရတာကျွန်တော်မုန်းတယ်။ကျွန်တော်တို့လုပ်နေတာတွေကအရင်ကြီးမားတာကြောင့်ဒီလိုအသွင်ကူးပြောင်းရေးကာလတစ်ခုတော့ရှိနိုင်တယ်။ American ကိုချမ်းသာကြွယ်ဝမှုတွေပြန်ယူလာနေတာပါလို့သမ္မတ Trump ကဒီအပတ်ပိတ်ရမှာပြောကြားခဲ့ပါတယ်။ဒီနှစ်ထဲမှာ American ဟာစီးပွားရေးကျဆင်းမှုဖြစ်နိုင်တယ်ဆိုတဲ့အလားအလာကိုသူကပယ်ချခဲ့ပြီးကျွန်တော်တို့လုပ်နေတာတွေကအရင်ကောင်းမွန်တာကြောင့်အသွင်ကူးပြောင်းရေးကာလတစ်ခုရှိလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ ပြီးတော့ကုသရေးဝယ်ဝင်ကြီး Howard Lawrence ကလည်းအမေရိကမှာစီးပွားရေးကြဆင်းမှုဖြစ်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ယင်းဒီမြောက်နယ်သူတချို့က Trump အစိုးရအနေနဲ့ဖြစ်နိုင်ခြေရှိတဲ့စီးပွားရေးကြဆင်းမှုပေါ်ဂရုမစိုက်တဲ့သဘောထားဟာဈေးကွက်စောင့်ကြည့်သူတွေကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ပြောပါတယ်။ Trump ရဲ့စီးပွားရေးတိုးတက်မှုကိုအားပေးတဲ့ရည်တည်ချက်ဟာစီးပွားရေးနဲ့ဈေးကွက်တွေကိုမြင့်တင်ပေးလိမ့်မယ်လို့လည်းအချို့ကလည်းယုံကြည်ကြပါတယ်။အခွန်အောက်တွေကထိခိုက်နေနာမှုကိုဖြစ်ပေါ်စေမယ်လို့အစိုးရတရက်ကအလေးနက်ပြောတာဒါပထမဆုံးအချိန်ပါလို့ Motlifu Asset Management မှာယင်းဤမြုပ်နှံမှုသုံးသက်သူ Shaggy Mafton ကပြောကြားခဲ့ပါတယ်။ Trump မူဝါဒတွေရဲ့ရိုက်ခတ်မှုအလောက်ကိုင်းစီရင်ခံတာကအလုံသမားဈေးကွက်ဟာလက်ရှိမှာတည်ငြိမ်နေသေးပေမဲ့အားနည်းသွားနိုင်တယ်ဆိုတာကို ပြသနေပြီးယင်းဤမြုပ်နှံသူတွေကိုစိုးရိမ်စေပါတယ်။ဒါပေမဲ့ Trump အစိုးရကပြည်နယ်နယ်ပေးမှုတွေနဲ့အစိုးရဝန်ထမ်း short ချမှုတွေကိုဆက်လက်လှုပ်ဆောင်မှုရည်ရွယ်နေတာကြောင့်အလုတ်လက်မဲ့နှုံတွေတိုးလာနိုင်တယ်လို့သုံးသက်သူတချို့ကစိုးရိမ်နေကြပါဗျ။ Pan Majural Asset Management က ်မန်နေဂျာဂျော့ကာလုံးကကျွန်တော်တို့မှာအရင်အစိုးရနဲ့လုံးဝကွဲပြားတဲ့အစိုးရတည်းရရှိပါတယ်ကျွန်တော်တို့ကိုခက်ခဲတဲ့အခြေအနေတွေစီပြန်ပို့ဆောင်နိုင်တဲ့အခြားအစိုးရများတွေအများကြီးရှိပါတယ်လို့ပြောပါတယ်အစိုးရရဲ့ခံမှန်းရခက်တဲ့အခွန်အောက်မူဝါဒတွေကအမေရိကန်ရဲ့ဒုတက်မှုကိုဘယ်လိုတက်ရောက်နိုင်မလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေတိုးလာတာနဲ့အမျှအစောပိုင်းအပတ်ရဲ့ကြာဆင်းမှုဟာဈေးကွက်တွေမှာမတိမငိမ့်မှုကိုဆက်လက်ဖြစ်ပေါ်စေတယ်လို့သူကပြောခဲ့ပါဗျ။ S&P 500ဟာ ပြီးခဲ့တဲ့အပတ်မှာ3.1ရာခိုင်နှုန်းအပတ်စဉ်ကျဆင်းမှုနဲ့ပိတ်ခဲ့ပြီးဒါဟာ6လအတွင်းအကြီးမားဆုံးကျဆင်းမှုပါအခုသတင်းပတ်အစမှာတော့10နှစ်တန်းရှိတဲ့ American ငွေတိုက်စာချုပ်ဟာ4.1ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်ပြီးခဲ့တဲ့အပတ်ကတော့4.3ရာခိုင်နှုန်းအထက်မှာပိတ်ခဲ့ပါတယ် Wall Street ဒေါ်လာညွှန်ကိန်းဟာနိုဝင်ဘာလအစောပိုင်းကတည်းကအနိုင်ဆုံးဆင့်လောက်မှာရှိနေပါတယ်ပြီးခဲ့တဲ့အပတ်ကတော့ပြည်ပစည်းဝါးရေးနဲ့နိုင်ငံခြားရေးမူဝါဒမတူညီမှုတွေကြားမှာ နှစ်နှစ်ကျော်အတွင်းအကြီးမားဆုံးကြဆင်းမှုကိုခံစားခဲ့ရပါတယ်။တရုတ်စတော့တွေဟာစနေတနင်္ဂနွေမှာကြဆင်းခဲ့ပြီးတရုတ်နိုင်ငံရဲ့စားသုံးသူဈေးနှုန်းတွေဟာပြီးခဲ့တဲ့လကခံမှန်းထားတာထက်ပိုကြဆင်းခဲ့တယ်လို့အချက်အလက်တွေကပြသပါတယ်။ဥရောပစတော့တွေကလည်းရုန်းကန်ခဲ့ရပြီး Europe 600ညွန်ကိန်းဟာ1.300ခန်းလုံးကြဆင်းခဲ့ပါတယ်။ဒါပေမဲ့ဥရောပကာဝေးစတော့တွေကတော့မကြသေးမီကပြန်လည်ဥမော်လာတဲ့အနေအထားကိုဆက်လက်ထိန်းသိမ်းထားပါတယ်။ဖေဖော်ဝါရီလငွေကြေးဖောင်းပွားဖို့ညွန်ကိန်းတွေပြင် စားသုံးသူယုံကြည်မှုနဲ့အလောက်ကန်ရရှိမှုဆိုင်ရာအချက်လက်တွေကိုလည်းလာမယ့်ရက်တွေမှာထုတ်ပြန်မှာဖြစ်ပါတယ်။ဒီကြဆင်းမှုကိုဖြစ်ပေါ်စေတဲ့အဓိကအချက်တွေထဲမှာ stock တန်ဖိုးတွေမြင်မာနေခြင်းပြောင်းလဲနေတဲ့ကုန်သွယ်ရေးမူဝါဒတွေကြောင့်ဖြစ်ပေါ်လာတဲ့စီးပွားရေးမရေရာမှုနဲ့စိတ်ပြက်စရာကောင်းတဲ့ corporate အမျက်ငွေတွေပါဝင်ပါတယ်။ဥပမာအနေနဲ့ Tesla ဟာတရက်ထဲမှာပဲသူ့ရဲ့ဈေးကွက်အရင်းဒေါ်လာ125ဘီလီယံကျော်ကြာဆင်းသွားတာကိုတွေ့ခဲ့ရပါတယ်။ Delta Airlines လို့ကုမ္ပဏီတွေကလည်းစီးပွားရေးအခြေအနေတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိလာကြောင်းသူတို့ရဲ့အမျက်ခံမှန်းချက်ကိုရှော့ချခဲ့ပါတယ်။ယင်းနှိမ့်နှုတ်တဲ့သူတွေဟာလာမယ့်ငွေကြေးဖောင်းပွားမှုအစီရင်ခံလာတွေအတိုးနှုံးမှုဘာသာတွေနဲ့စီးပွားရေးကိုတည်ငြိမ်အောင်လှုပ်ဆောင်မှုအစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုစောင့်ကြည့်ရင်းစိတ်မသက်မသာဖြစ်နေကြပါတယ်။ American Stock ဈေးကွက်ကျဆင်းမှုရဲ့ရိုက်ခတ်မှုတွေ American Stock ဈေးကွက်တွေဟာကုန်သွယ်ရေးမူဝါဒမရေရာမှုတွေဖြစ်နိုင်ခြေရှိတဲ့စီးပွားရေးကျဆင်းမှုပေါ်ကြောက်ရွံ့မှုတွေနဲ့ စတော့တန်မှုတွေမြင်မားမှုပေါ်စိုးရိမ်ပူပန်မှုတွေအပါအဝင်အကြောင်းရင်းအမျိုးမျိုးကြောင့်ကြဆင်းလာတာဖြစ်ပါတယ်။ကနေဒါ၊မက္ကဆီကိုနဲ့ဥရောပတို့နဲ့အခွန်အောက်စစ်ပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့မရေရာမှုတွေဟာဘုတ်ဖွဲ့တွေနဲ့အကြီးအကဲအမှုဆောင်တွေကိုရှေ့ဆက်သွားရမယ့်လမ်းကြောင်းကိုပြန်လည်စဉ်းစားနေပါတယ်။ Lazat CEO Peter Ozak ကကြေညာချက်တစ်ခုမှာဒါဆိုရင်ဒီကြဆင်းမှုကြောင့် Best Stock တွေအများဆုံးထိခိုက်ခဲ့တာလေလို့မေးပါတယ်။ဒီပညာ Stock တွေဟာအကြီးအမားဆုံးဆုံးရှုံးမှုတွေခံစားခဲ့ရပါတယ်။ Tesla ဟာတရက်ထဲမှာပဲတန်ဖိုးဒေါ်လာ125ဘီလီယံဆုံးရှုံးခဲ့ပြီး Apple နဲ့ Nvidia တို့ကတော့900ခိုင်နှုန်းနီးပါးကျဆင်းခဲ့ပါတယ်။ S&P 500ကကိုစားပြုတဲ့ဤပြည်နာကဏ္ဍတစ်ခုလုံးဟာ4.300ခိုင်နှုန်းကျဆင်းခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲ Delta Airlines ရဲ့ share ဟာပထမ3လပတ်အမျက်ခံမှန်းချက်တွေကိုတဝက် short ချပြီးတဲ့နောက်1400ခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့စီးပွားရေးကြဆင်းမှုပေါ်ရင်းနှီးမြှုပ်နှံသူတွေရဲ့စိုးရိမ်ပူပန်မှုတွေကပုံမှုပြင်းထန်လာပါတယ်။ ရင်းနှီးပြောင်းမှုဗျူဟာပညာရှင် Ross Murphy က Trump အစိုးရဟာဈေးကွက်ကျဆင်းတာကိုခြေနဲ့ပျော်ရွှင်နေပြီသူတို့ရဲ့ကြေပြန့်တဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့အတွက်စီးပွားရေးကျဆင်းတာကိုတော့လက်ခံနိုင်ရမယ်ဆိုတဲ့အယူအဆကြီးကိုသွတ်သွင်းနေတယ်လို့ဖြစ်နေတယ်လို့ဆိုပါတယ်။အင်ဖြူတော်ကဈေးကွက်ကျဆင်းနေပေမဲ့စီးပွားရေးကခိုင်မာနေသေးတယ်လို့အခိုင်အမာပြောဆိုရင်စီးပွားရေးကျဆင်းမှုပေါ်အကြောင်းရင်းမှုတွေကိုတုံ့ပြန်ခဲ့ပါတယ်။အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌ Kevin Hassett ကစီးပွားရေးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အလွန်အမင်းအကောင်းမြင်မှုအကြောင်းပြချက်တွေအများကြီးရှိပေမဲ့ဒီသုံးလပတ်အချက်အလက်တွေမှာအပြောင်းအလဲတချို့တော့ရှိခဲ့တယ်လို့ပြောပါတယ်။ဟက်ဆက်ကအခွန်အကောင့်နဲ့ပတ်သက်တဲ့မြေယာမှုတွေဟာမကြခင်မှာဖြည့်ရှင်းပြီးစီးမှာဖြစ်ပြီးအခွန်လျှော့ချမှုတွေကရင်းနှီးမြှုပ်နှံမှုနဲ့အမှန်တကယ်လောက်ခတွေကိုမြင့်တင်ပေးဖို့အထောက်အကူဖြစ်စေတယ်လို့လည်းအလေးနဲ့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ရင်းနှီးမြှုပ်နှံသူတွေကတန်တရားရှိနေတဲ့ဖြစ်ပြီးဆက်လက်ဖြစ်ပေါ်နေတဲ့ဈေးကွက်မတည်ငြိမ်မှုကစိုးရိမ်ပူပန်မှုတွေကိုပိုဖြစ်စေမယ်လို့ထင်ဟပ်စီပါတယ်။ ဒါဆိုရင်ရင်းနှီးမြှုပ်နှံသူတွေကနောက်ပိုင်းမှာဘာတွေကိုစောင့်ကြည့်တင်လဲရင်းနှီးမြှုပ်နှံသူတွေဟာလာမယ့်ငွေကြေးဖောက်ပွားမှုအစီရင်ခံလားဖက်ဒရယ်ဘဏ်ရဲ့အတိုးနှုန်းဆုံးဖြတ်ချက်တွေနဲ့စီးပွားရေးကိုတည်ငြိမ်အောင်လှုပ်ဆောင်ဖို့ဖြစ်နိုင်ခြေရှိတဲ့အစိုးရရဲ့အစီအမံတွေအပါအဝင်အဓိကအချက်အလက်အချို့ကိုစောင့်ကြည့်နေကြပါတယ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုထပ်မံကျဆင်းသွားမယ်ဆိုရင်ဈေးကွက်တွေကိုပုံမှုဆွဲချသွားနိုင်ပါတယ်အမေရိကန်ရှယ်ယာတွေကြားမှာတန်ဖိုးတွေမြင့်မားနေတာနဲ့ပတ်သက်ပြီးအချိန်အတော်ကြာစိုးရိမ်နေကြပြီးတော့ ဈေးကွက်ပြင်ဆင်ပြောင်းလဲမှုတွေလှုံ့ဆော်ပေးမယ့်အရာတစ်ခုကိုမျှော်လင့်နေကြပါတယ်။ AJ ဘဲမှာယင်းဒီမြုံနယ်မှုသုံးသက်သူ Dan Coswalk ကကြေညာချက်တစ်ခုမှာဈေးကွက်တွေကမတည်မြိမ်နေသေးဖြစ်နေတာကြောင့်ယင်းဒီမြုံနယ်သူတွေကတည်င်းအချက်လက်တွေကိုအမဲသိရှိနေဖို့နဲ့ NDA ကိုစီမံခန့်ခွဲဖို့အတွက်မျိုးစုံခွဲဝေးယင်းဒီမြုံနယ်မှုပြူဟာတွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်လို့ပြောပါတယ်။ American, Mexico, Canada USMCA ဆွေးနွေးပွဲတွေကဘယ်ကိုဥတည်နေသလဲ။ တစ်ချိန်တည်းမှာပဲအမေရိကန်မက္ကဆီကိုကနေဒါသဘောတူညီချက်ကိုတက်တန်းတိုးဖို့ဆွေးနွေးပွဲတွေဟာအချိန်ကြာထက်တစ်နှစ်စောပြီးစတင်နေပါတယ်။ကုသရေးဝန်ကြီးဝင်ကြီးဟောင်း Howard Lawrence နဲ့အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jameson Greer တို့ဟာကြာသပတေးနေ့မှာကနေဒါအရာရှိတွေဖြစ်တဲ့ဘန်နာရေးဝန်ကြီး Dominic LeBlanc အမေရိကန်သံမတ် Castin Hillman နဲ့ Ontarian ဝန်ကြီးချုပ် Doug Ford နဲ့တွေ့ဆုံပြီး2020ခုနှစ်မှာဥပဒေဖြစ်ပြဋ္ဌာန်းခဲ့တဲ့မြောက်အမေရိကလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အစာချုပ် NAFTA ကိုအစားထိုးဖို့အတွက် Trump ရဲ့ပထမတက်တမ်းမှာဆွေးနွေးခဲ့တဲ့ Intercontinental ကုန်သွယ်ရေးသဘောတူညီချက်ကိုပြန်လည်တုံ့တက်ခဲ့ကြပါတယ်။ Trump ကအိမ်နီးချင်းတွေကိုဆွေးနွေးပွဲတွေစီဆွဲဆောင်ဖို့အခွန်အခောက်ချိန်ကျောက်မှုတွေကိုအသုံးပြုဖို့ရည်ရွယ်ထားပါတယ်။လူသိရှင်ကြားအနေနဲ့ကတော့တရားမဝင်ပစ္စည်းတွေနဲ့ထိန်းချုပ်မရတဲ့လူဝင်မှုကြီးကြပ်ရေးတွေကသူ့ရဲ့အခွန်အခောက်မူဝါဒကိုလှုံ့ဆော်ပေးတယ်လို့သူကပြောကြားခဲ့ပေမယ့်ကုန်သွယ်ရေးဆွေးနွေးပွဲတွေနဲ့နှီးဆက်သူတွေကလည်းယာရုစတင်တဲ့ဒုတိယမြောက်နေ့ကလေးက သူ့ရဲ့နောက်ထပ်ရည်မှန်းချက်ကသူတစ်ချိန်ကဖော်ပြခဲ့တဲ့ကုံတွေရေးသဘောတူညီချက်ကိုပြန်လည်သုံးသပ်ဖို့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီဆွေးနွေးပွဲတွေမှာအမေရိကန်ရဲ့ရည်မှန်းချက်ကရှင်းလင်းမှုမရှိပါဘူး။အင်ဂျီရောကထုတ်ပြန်ချက်တစ်ခုမှာအရာရှိတွေဟာမျှတတဲ့ကုံတွေရေးကိုလိုက်နာဖို့ထရမ့်ရဲ့ခိုင်မာတဲ့ဂတိကိုယ်ဝန်းနဲ့အတူကနေဒါရဲ့ဖြစ်နိုင်ခြေရှိတဲ့အခန်းကဏ္ဍကိုဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။သမရရဲ့ပြောဆိုချက်တွေကသူ့ရဲ့နောက်ဆုံးရည်မှန်းချက်တွေဖြစ်ကြောင်းအရင်ကတည်းကသူ့ကိုဖော်ပြပေးနေပါတယ်။ မက္ကဆီကိုရဲ့စွမ်းအင်မူဝါဒတွေနဲ့မော်တော်ကားလုပ်ငန်းမှာတရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေအကြောင်းထရမ့်ကအချိန်တော်ကြာဝေဖန်ပြောဆိုနေခဲ့ပြီးမြဲမက္ကဆီကိုဟာအမေရိကန်နဲ့ကနေဒါတို့ထက်တရုတ်ရင်းနှီးမြှုပ်နှံမှုအနှဲငယ်လောက်သာရရှိခဲ့ပါတယ်။ပြီးတော့ထရမ့်ကကနေဒါရဲ့ပြည်ရင်းတို့ထက်ပစ္စည်းလုပ်ငန်းအတွက်ကာဝယ်မှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးသူ့ရဲ့ကုန်သွယ်ရေးတောင်းဆိုချက်တွေကိုမဖြည့်ဆည်းရင်ကနေဒါမှာရှိတဲ့သူ့ရဲ့မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းကိုအပီးတိုင်ပိတ်ပစ်လိုက်မယ်လို့ချိန်ချောက်ခဲ့တယ်လို့သိရပါတယ်။ Ontario ဝန်ကြီးချုပ်က အမေရိကန်ကိုစီးစင်းတဲ့လျှက်စစ်တအားပေါ်ပို့ကုန်ခွန်တွေဖယ်ရှားပေးမယ်ဆိုတာနဲ့တမ်မနီနဲ့အလူမီနီယံအပေါ်အခွန်အောက်တွေကို90ရာခိုင်နှုန်းကနေ25ရာခိုင်နှုန်းအထိရှော့ချပေးမယ်လို့ပြောကြားပြီးတဲ့နောက်လော့နစ်ကအရာရှိတွေကိုကုန်သွယ်ရေးသဘောတူညီချက်ကိုပြန်လည်ဆွေးနွေးဖို့ပြောပါတယ်။ဆွေးနွေးပွဲတွေကအချိန်တော်ကြာနိုင်တယ်လို့ဖို့ကပြောပါတယ်။ဒေါ့ဖို့ကဆက်ဆံရေးတစ်ခုတိဆောက်တာနဲ့ဆိုင်ပါတယ်။ဆက်ဆက်ရေးတစ်ခုကိုမြန်မြန်တိစောက်နိုင်လေသူတို့ရဲ့လိုအပ်ချက်တွေနဲ့ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုမြန်မြန်ဆွေးနွေးနိုင်လေပါပဲလို့ပြောပါတယ် မက္ဆီကိုသမရာကလော်ဒီယာရှင်ပန်းရဲ့အစိုးရအဖွဲ့ကကုံတွေရေးဆွေးနွေးပွဲတွေအတွက်အခွန်အောက်နဲ့ပတ်သက်တဲ့အကြက်အတဲအတွင်းလှုပ်ဆောင်ရမယ့်ဟာတွေကိုအကြံပြုတင်ပြခဲ့ပါတယ်။ဆွေးနွေးပွဲတွေနဲ့နှိစက်သူတွေရဲ့အစိုးရဒါရီကဒါရီထဲမှာမက္ဆီကိုရဲ့တရုတ်ပေါ်ခွန်နှုံးတွေကိုအမေရိကန်နဲ့တူညီတဲ့အဆင့်အထိမြင့်နေတာတွေပါဝင်ပါတယ်။ကျွန်တော်တို့မှာကုံတွေရေးသဘောတူညီချက်တွေရှိတဲ့နိုင်ငံတွေနဲ့ကုံတွေရေးကိုဦးစားပေးပါတယ်လို့ရှင်ဘန်က6 match လ6ရက်နေမှာပြောကြားခဲ့ပြီး မက္ကဆီကိုဟာကုန်သွယ်ရေးသဘောတူညီချက်မရှိဘဲတရုတ်နိုင်ငံကနေကုန်ပစ္စည်းအများအပြားတင်သွင်းနေတယ်လို့ထောက်ပြခဲ့ပါတယ်။ American Motor ကထုတ်လုပ်သူတွေကသူတို့အတွက်အခွင့်အရေးတွေရရှိဖို့ Trump ကကြိုးပမ်းမယ်လို့မျှော်လင့်နေကြပါတယ်။လက်ရှိသဘောတူညီချက်အရအခွင့်အကွင့်လွှတ်ခွင့်ရရှိဖို့အတွက်ကားတစီးရဲ့ပါဝင်ပစ္စည်းတန်ဖိုး85ရာခိုင်နှုန်းဟာမြောက်အမေရိကကထောက်ပံ့သူတွေစီကလာရမှာဖြစ်ပေမဲ့လိုက်နာမှုမရှိတဲ့အတွက်အခွန်က1.5ရာခိုင်နှုန်းသာရှိပါတယ်။မော်တော်ကားထုတ်လုပ်သူတို့ကဒါကိုပေးဆောင်ပြီးလိုက်နာမယ်အစား အမေရိကန်ကိုကားတွေတင်ပို့ကြပါတယ်။အမေရိကန်ဥပဒေပြုအမတ်တချို့ကမြောက်အမေရိကကုန်သတ်တွေကိုမထိခိုက်စေဘဲနိုင်ငံသားမော်တော်ကားထုတ်လုပ်သူတွေကိုအပြစ်ပေးဖို့အခွန်ကိုတိုးမြှင့်နေတယ်လို့ပြောကြားခဲ့ပါတယ်။အမတ်ပါနီမိုရီနိုက USMCA ကချမှတ်လိုက်တဲ့စည်းမျဉ်းတွေကိုလိုက်နာမှုမရှိတဲ့အတွက်အခွန်ကိုဆယ်ဆပုံမြင့်တင်တယ်လို့ပြောပါတယ်။ဒါဟာဧပြီလ၁ရက်နေ့မှာအကောင့်ထည့်ဖို့မယ်လို့သူပြောကြားခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာမော်တော်ကားပြုံနေမှုပေါ့။ ထရမ့်ရဲ့စီတင်ထားတဲ့25ရာခိုင်နှုန်းခွန်နဲ့ကိုက်ညီပါလိမ့်မယ်။ Republican အထက်လွှတ်တော်အမတ်တချို့ကမရေရာမှုတွေပုံများလာရင်သဘောတူညီချက်ကိုလမ်းချော်စီပြီးဈေးကွက်ခံစားချက်နဲ့ corporate အမျက်တွေကိုထိခိုက်စေနိုင်တယ်လို့ပြောပါတယ်။အထက်လွှတ်တော်အမတ် Tom Tillis ကဒါဟာသမ္မတထရမ့်ရဲ့သူ့ရဲ့ပထမသက်တမ်းမှာရရှိခဲ့တဲ့သဘောတူညီချက်ကိုတိုးတက်အောင်လှုပ်ဆောင်တာနဲ့ဆိုင်ပါတယ်။ဒါပေမဲ့တခြားဘက်ကအမြင်နဲ့စဉ်းစားနေရင်ဒါဟာမတည်ငြိမ်မှုဖြစ်စေနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ တင်းမာမှုတွေတိုးလာတဲ့အမေရိကန်နဲ့ကုန်သွယ်မိတ်ဖက်များမက္ကဆီကိုနဲ့ကနေဒါတို့ကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေပေါ်25ရာခိုင်နှုန်းအခွန်အောက်ဟာမက်စတာ၄ရက်နေမှာစတင်အသက်ဝင်ခဲ့ပြီးစွမ်းရင်ထုတ်ကုန်တွေနဲ့ Potash အပေါ်30ရာခိုင်နှုန်းအခွန်အောက်ကိုချမှတ်ခဲ့ပါတယ်နောက်တစ်နေ့မှာပဲ Trump အစိုးရအဖွဲ့က American Mexico Canada သဘောတူညီချက် USMCA အောက်မှာအခွန်ကင်းလို့ကုန်သွယ်မှုအတွက်အရေးချင်းပြည့်မီတဲ့မော်တော်ကားတွေအတွက်အဲ့ဒီအခွန်အောက်တွေကို April 2ရက်နေ့ထိရပ်ဆိုင်းခဲ့ပါတယ် မက်ချ်လာ6ရက်နေ့မှာ USMCA အရေးချင်းပြင့်ပြီးတဲ့ကုန်ပစ္စည်းအားလုံးဟာတူညီတဲ့ရဆိုင်မှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ American ကိုဝင်ရောက်တဲ့ကုန်ပစ္စည်းအများပြားဟာ USMCA ကိုမလိုက်နာတာကြောင့်အဲ့ဒီအတွက်အခွန်အောက်အသစ်တွေကို ခံယူရပါတယ်။ကနေဒါကတည်တည်ဝလံတွေအိမ်သုံးပစ္စည်းတွေနဲ့အရက်အပါဝင် American ထုတ်ကုန်တွေပေါ်ဒေါ်လာ27ဘီလီယံအခွန်အောက်ချမှတ်ပြီးတုံ့ပြန်ခဲ့ပါတယ်။ကနေဒါက Trump ရဲ့တမ်မနီနဲ့အလူမီနီယံအခွန်အောက်တွေကိုတုံ့ပြန်တဲ့အနေနဲ့ American ကတင်သွင်းတဲ့ပစ္စည်းတွေကို နောက်ထပ်ဒေါ်လာ20.6ဘီလီယံအခွန်အောက်ချမှတ်မယ်လို့လည်းပြောကြားခဲ့ပါတယ်။မက္ကဆီကိုကအစပိုင်းမှာတုံ့ပြန်တဲ့အစီအစဉ်တွေအစီအမံတွေကိုစီစဉ်ခဲ့ပေမဲ့အဲ့ဒါတွေကိုပြတ်ထန်းခဲ့ခြင်းမရှိပါဘူး။မက်လာ12ရက်နေ့မှာ Trump အစိုးရဖွဲ့ကတန်မနီနဲ့အလူမီနီယံတင်သွင်းမှုအားလုံးပေါ်25ရာခိုင်နှုန်းအခွန်အောက်ချမှတ်ခဲ့ပါတယ်။အဲ့ဒီနောက်ကနေဒါကအမေရိကန်ကနေတင်သွင်းတဲ့ဒေါ်လာ20.6ဘီလီယံတန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေအပေါ်အခွန်အောက်ချမှတ်ပြီးတုံ့ပြန်ခဲ့ပါတယ်။ ဥရောပသမဂ္ဂကဥရောပသမဂ္ဂကဧပြီလ1ရက်နေ့ကနေစပြီး American Whiskey, Motorcycle နဲ့ Motorboat တွေအပေါ်90ရာခိုင်နှုန်းတင်သွင်းကုန်ချမှတ်ပြီးဧပြီလလယ်ပိုင်းကစပြီး American ကနေတင်ပို့တဲ့ကြက်ငှက်ပဲပစက်နဲ့တခြားကုန်ပစ္စည်းတွေပေါ်အပိုအခွန်အောက်တွေချမှတ်ပြီးတုံ့ပြန်ခဲ့ပါတယ်။ဒါကြောင့်သမနာ Trump ကဥရောပသမဂ္ဂအပေါ်အရက်အပေါ်200ရာခိုင်နှုန်းအခွန်အောက်ချမှတ်မယ်လို့ချိန်ချောက်ပြီးတုံ့ပြန်ခဲ့ပါတယ်။တချိန်အမှပဲ February လ3ရက်နေ့မှာ Trump ဆိုရအဖွဲ့က ဘိုင်ဒန်ရဲ့ပထမ Trump အဆိုရအဖွဲ့တွင်ချမှတ်ခဲ့တဲ့အခွန်အောက်မျိုးမျိုးပြင်တရုတ်နိုင်ငံကကွန်မြူနစီတွေပေါ်နောက်ထပ်ဆယ်ရာခိုင်နှုန်းအခွန်အောက်ချမှတ်ခဲ့ပါတယ်။ဒါကြောင့်တရုတ်ကဖေဖော်ဝါရီလ10ရက်နေ့မှာအမေရိကန်ကြောင်ပြီးသွေးနဲ့တဘာဝတန်းွေအရေးပေါ်15ရာခိုင်နှုန်းအခွန်အောက်နဲ့ရေနံစိမ်းစိုက်ပျိုးရေးစက်ကရီယာနဲ့တခြားထုတ်ကုန်တွေပေါ်10ရာခိုင်နှုန်းအခွန်အောက်ချမှတ်ပြီးတုံ့ပြန်ခဲ့ပါတယ်။မက်ရှလ3ရက်နေ့မှာ Trump ကတရုတ်ကွန်မြူနစီတွေပေါ်အခွန်အောက်တွေကို10ရာခိုင်နှုန်းထပ်မံမြှင့်တင်ခဲ့ပါတယ်။ တရုတ်ကမက်ရှလ၁၀ရက်နေ့မှာပဲအမေရိကန်ကြက်သားဂျုံပြောင်းတဲ့ဝါကုန်းတွေပေါ်15ရာခိုင်နှုန်းအခွန်အကောင့်နဲ့ဆော်ကန်ပဲပစက်ဝတ်သားအမေသားပေလဲသားသစ်သီးဝလံနဲ့နှုတ်ထပ်ပစ္စည်းတွေပေါ်10ရာခိုင်နှုန်းအခွန်အကောင့်ပါဝင်အခွန်အကောင့်တွေနဲ့ထပ်မံတုံ့ပြန်ခဲ့ပါတယ်တရုတ်ကအမေရိကန်ကုမ္ပဏီ15ခုကိုသူတို့စီပုံကုန်တွေကန့်တတ်ပြီးအပြစ်ပေးခဲ့ပါတယ်ထရမ့်ကဥရောပကွန်မြူစီတွေပေါ်အထွေထွေအခွန်25ရာခိုင်နှုန်းကောက်မယ်လို့ချိန်ချောက်ခဲ့ပေမဲ့အဲ့ဒါကိုအတိမပြုခဲ့ပါဘူး။ မက်ရှလာ၄ရက်နေ့မှာထရန့်ကအမေရိကန်ထုတ်ကုန်တွေပေါ်အခွန်အောက်ဒါမှမဟုတ်တခြားကုန်တွေရဲ့အတားအဆီးတွေချမှတ်တဲ့ဘဲကုန်တွေဘက်ကမစိုးအပြန်အလှန်အခွန်အောက်တွေချမှတ်မယ်လို့ပြောကြခဲ့ပါတယ်။ထရန့်ကအပြန်အလှန်အခွန်အောက်တွေဟာကုန်တွေဘက်တွေရဲ့အခွန်အောက်တွေနဲ့တူညီမယ်လို့ပြောကြခဲ့ပြီးအခွန်အောက်တွေဟာဥရောပသမဂ္ဂတရုတ်အိန္ဒိယမက္ကဆီကိုနဲ့ကနေဒါတို့ကိုတက်ရောက်မယ်လို့ကြီးညွှန်းခဲ့ပါတယ်။ဒါပေမဲ့အခွန်အောက်တွေကိုအမှန်တကယ်အကောင့်ထည့်ဖော်တာဟာမက်ရှလာကြီးညာချက်နေ့ကနေ6လဒါမှမဟုတ် အဲ့ဒီထပ်ပို့ပြီးတော့ကြာနိုင်တယ်လို့မျှော်လင့်ရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးပြိဿကြီးရောဘယ်လိုထင်ပါသလဲ။သိရထင်မြင်ချက်ကိုဒီဗီဒီယိုရဲ့ comment box မှာရေးသားခဲ့နိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။